အီရန်နိုင်ငံကနေရေနံတင်သွင်းတဲ့ပုဂ္ဂလိကတရုတ်ရေနံချက်စက်ရုံတစ်ခုကိုအမေရိကန်နိုင်ငံကတန်ခတ်အရေးယူမှုတွေပြုလုပ်လိုက်ပါတယ်။ဒေါ်လာတန်ခါရတန်ကြီးရှိအီရန်နိုင်ငံကရေနံတွေဝယ်ယူကချက်လုတ်တဲ့တရုတ်နိုင်ငံရှန်တုံတင်နယ်ရှိ T-Port အမည်ရှိရေနံချက်စက်ရုံကတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်တယ်လို့အမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကကြတာပရင်းနေမှာကြေညာခဲ့ပါတယ်။ Teapot GNN ချက်ဆက်ယုံဟာအမေရိကန်နိုင်ငံရဲ့တန်ခတ်ပိတ်ဆို့မှုခံရတာပထမဆုံးချိန်ဖြစ်တယ်လို့ဗန်နာယင်ဝန်ကြီးဌာနကဆက်ပြောပါရယ်။ Teapot GNN ချက်ဆက်ယုံရဲ့ရင်းနှံဝယ်ယူမှုဟာအီရန်အစိုးရအတွက်စီးပွားရေးအသက်သွေးကြောဖြစ်တယ်လို့အမေရိကန်ဗန်နာယင်ဝန်ကြီး Scott Bissett ကပြောပါရယ်။အီရန်နိုင်ငံရဲ့အကြမ်းဖက်မှုဝါဒငွေကြေးထောင်ပံ့မှုနဲ့နျူကလ িয়ার အစီအစဉ်ကိုကြိုးပမ်းမှုကိုထောက်ကူနေတဲ့ ဝင်ငွေရပောက်တွေကိုဖျက်တောက်ဖို့အမေရိကန်နိုင်ငံကဂရီးဖြူပြောပါရယ်မက်ရှာစောပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကောင်ဆောင်အာယာတူလာခါမီနီထံစာတစောင်ပေးပို့ပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဆွေးနွေးဖို့ပြရားပေးခဲ့ပါရယ်အမေရိကန်နိုင်ငံရဲ့တန်ခတ်ပိတ်ဆို့မှုတွေဟာအီရန်နိုင်ငံပေါ်ဇီဝရေးပြရားပေးကစိတ်ဆက်ညှိနှိုင်းရေးစပွဲဝိုင်းကိုခေါ်ဆောင်မှုရှိရပါရယ်အစုလိုက်ပြုံလိုက်ကွပ်မျက်မှုတွေ အမျိုးသမီးနဲ့မိန်းကလေးတွေကိုလိမ်မိုင်းဆိုင်ရာအကျန်းဖတ်မှုတွေနဲ့အာနာသိမ့်မှုနောင်ပိုင်းဒိန်နဲ့အရက်ဖက်အဆောင်တသိန်းကျော်ကိုမိရှို့မှုတရင်တွေကိုဗြိတိန်နိုင်ငံကအလူမင်းစွေနေလို့ဘူလာတမကဆိုင်ရာဗြိတိန်လူခွင့်ရေးတမတ်ကြီးအီလနော့ဆန်ဒါကပြောပါရယ်မြန်မာစစ်တပ်ကအကျန်းဖတ်မှုတွေအရှိန်မြင့်လာတဲ့အပေါ်ထိုင်းလန်တုံလုံပြီး ဖေဖော်ဝါရီလအတွင်းမှာပဲနေကြောင်းတိုက်ခိုက်မှုအကျဉ်300ကျော်လုဆောင်ခဲ့ရာ အရက်သားတွေတေဆုံးပြီးစေယုံတွေစာတင်ကျောင်းတွေကိုပြစ်မှတ်ထားခဲ့တဲ့သူသူကဆိုပါတယ်မြန်မာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတံကူတိုင်းရင်းသားတွေနဲ့ဘာသာရေးလူနည်းစုကခံခဲ့ရတယ်လို့လည်း၎င်းကဆက်ပြောပါရယ်နိုင်ငံတကာတိုင်းဝိုင်းဟာ ပြည်ထောင်ကနေတက်ညာဝင်ရနေတဲ့တန်နရာကိုချိုးဖောက်ဖို့အရေးယူရမှာဖြစ်ပြီးအပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုအတွက်တာဝန်ခံရမယ်ဆိုတာမြန်မာစစ်တပ်ကိုထုတ်ဖော်ပြောရမယ်လို့သူကပြောပါရယ်နိုင်ငံတကာတိုင်ဝိုင်းဟာပြည်ထောင်ကနေတက်ညာဝင်ရနေတဲ့တန်နရာကိုချိုးဖောက်ဖို့အရေးယူရမှာဖြစ်ပြီးအပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုတွေအတွက်တာဝန်ခံရမယ်ဆိုတာမြန်မာစစ်တပ်ကိုထုတ်ဖော်ပြောရမယ်လို့သူကပြောပါရယ် မြန်မာပြည်သူတန်း၂၀နီးပါးလူသားချင်းစာနာမှုအခုနေပြည်လိုအပ်နေပြီးပြည်သူ၁၅တန်းစားနိုင်ရခမပူလုံမှုကြုံတွေ့နေရခြင်းကြောင့်နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုအရေးပေါ်လိုအပ်နေပြီလို့၎င်းကထောက်ပြပါရယ်ဖရီးတိတ်နိုင်ငံကမြန်မာပြည်သူတွေကိုပံ့ပိုးကူညီဖို့တန်းနိုင်ထံချထားစေဖြစ်ပြီးအခုဖန်နိုင်နှစ်မှာအခုအနည်းစတာလင်ပေါင်းတန်း90ကျော်ထောက်ပံ့ခဲ့တယ်လို့အီလန်နော်ဆန်ဒါကဆက်ပြောပါရယ် အနာသိမ့်မှုနောက်ပိုင်းဗြိတိန်နိုင်ငံကမြန်မာစစ်ကောင်စီတာဝန်ရှိသူ25ဦးနဲ့စီးပွားရေးလုပ်ငန်း39ခုကိုတန်းထပ်ပိတ်ဆို့ကမြန်မာစစ်ကောင်စီရဲ့ငွေကြေးနဲ့စစ်လက်နက်ရပောက်တွေကိုပြစ်မှတ်ထားခဲ့တယ်လို့၎င်းကဆိုပါတယ်ဒေရင်ထုံးလို့ရေလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Boeing ကုမ္ပဏီက American Leader အတွက်နောက်မျိုးဆက်ဂျက်တိုက်လေယာဉ်တွေတိစောက်မယ်လို့ American သမ္မတ Donald Trump ကကြေညာလိုက်ပါတယ် မျိုးဆက်တဲ့ဇတိုင်းလင်ရင်တွေကို F47 ခေါ်ဆိုမဲ့သူအမေရိကန်နိုင်ငံရဲ့48ဦးမြောက်တမရဖြစ်တဲ့ဒေါ်နယ်ထရန့်ကဆိုပါရယ်ဒေါ်နယ်ထရန့်ဟာတောက်ကြနေကဝါရှင်တန်မြို့တော်မှာနိုင်ငံရေးဝန်ကြီးဖစ်တဲ့ဟစ်ဇက်နဲ့တူကြီးညာချက်တည်းပြုလုပ်ခဲ့တာပါ F47 ဟာတိစောက်ဖူးခဲ့သမျဂျက်တိုက်လေယာဉ်တွေထဲမှာခေမီဆုံးနဲ့စွမ်းရည်အမြင့်ဆုံးဂျက်တိုက်လေယာဉ်ဖြစ်လာပါလိမ့်မယ်လို့သူကဆိုပါရယ် F47 ဂျက်တိုက်လေယာဉ်ဟာ ကိုပြောင်နီးပညာပါရှိပြီးစမ်းသက်ပြန်တမ်းမှုကိုငါးနှစ်ကြာလုံဆောင်ခဲ့တာလို့၎င်းကဆက်ပြောပါရယ် F47 ချက်တိုက်လင်ရင်ဟာတရုတ်နဲ့အခြားရန်သူနိုင်ငံတွေရဲ့ဒေချောင်းရန်ကာကွယ်ရေးစနစ်ကိုထိုးဖောက်ဖို့ထုတ်လုပ်ထားတဲ့ drone တွေအတွက်ထိုးနှက်ချက်တစ်ခုဖြစ်လာမယ်လို့ AP သတင်းဌာနကဖော်ပြပါရယ် Boeing company ဟာလေယာဉ်မတော်တဆမှုတွေနဲ့လူသမားတွေရဲ့ဆန္ဒပြမှုတွေကြောင့်အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ် အမေရိကန်လေတပ်အတွက်ဒေါ်လာဘီလီယံရာနဲ့ချီတန်ကြီးရှိတဲ့ F-14 စေပန်ဂျပိုက်လေယာဉ်တိစောင်းခွင့်ကန်ထရိုက်စာချုပ်ဟာ Boeing ကုမ္ပဏီအတွက်စေစုနဲ့များစွာအထိအခက်အခဲတွေပြည့်လည်စေမယ်လို့ Brighter Train ဌာနကဖော်ပြပါရယ်